ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ကတော့ကျွန်တော်တို့ဒီနေ့ညမှာ Brentford ရဲ့ကွင်းမှာသွားပြီးတော့ရှင်ပိုင်ကစားရမယ် Mazdar Wi ကလွဲလို့ရှိရင်ကျန်တဲ့ကစားမတွေဒါထွက်ခွာသွားတဲ့လူစင်းတွေမှာအကုန်ပါသွားတယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့ဒီနောက်တန်းက delay တူပေါ့နော် တောင်မန်ကဒါဟက်ဒီဗါလဲ Ahmed Dia လို့တို့အသင်းရဲ့လူစင်းတွေမှာအကုန်ပါသွားတယ်လို့တိုက်စစ်မှာလဲ Chiro Obi Martin တို့လိုကစားမတွေကျွန်တော်ပါသွားတယ်ဆိုတော့လူစုံတက်စုံတွေကိုပဲ ဘရန်ဖို့နဲ့ပွဲစဉ်မှာထွက်သွားတာဆိုတော့ဒါဟာဘလူလဲပေါ့နော် MOD နေနဲ့ဂျားထဲမှာနားရရှိသေးတယ်ဆိုတဲ့အခါကျတော့ဘရန်ဖို့နဲ့ပွဲစဉ်ကိုယူစင်အပြည့်နဲ့မှကျွန်တော်တို့ကစားလာမလားပေါ့ဟိုကျွန်တော်ကတော့ဟိုပွဲထုတ်မလာဘူးဟိုဆန္ဒရှိဟိုဘလူရောဆူတောင်းနေပေါ့နော်ဂျားထဲမှာဒီဒုတိယကြော့မတိုင်ခင်အထိဘီဘာုံနဲ့ဒုတိယကြော့မတိုင်ခင်အထိအချိန်က၄ရက်လောက်ကျတော့ရသေးတယ်ဒါပေမဲ့လို့ပေါ့နော်ပြီးခဲ့တဲ့နေ့ကကစားထားတဲ့ပွဲနဲ့လက်ရှိဘရန်ဖို့နဲ့ကံမဲ့ပွဲဂျားထဲမှာ အသင်းကနိုင်ရက်က2ရက်တောင်တင်းတင်းပြည့်တာမဟုတ်ဘူးဆိုတော့နီးပြအနေနဲ့လည်းအာယူရိုပါလိဟာဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတာသူကောင်းကောင်းသဘောပေါက်ထားမယ်လို့ကျွန်တော်ယူဆတယ်အဲကြောင့်ဒီပွဲကဘရန်ဖူအတွက်ပေါ့နော်ဘရန်ဖူနဲ့ပွဲစဉ်မှာအသင်းအနေနဲ့ပွဲထွက်လူစင်အပြစ်နော်ကျွန်တော်တို့ဒါမတုံးဘူးကျွန်တော်မျှော်လင့်နေဒါပေမဲ့လူကတော့ထွက်သွားတာပဲသူသဖြင့်တော့ခေါ်စရာရှိတဲ့ကစားမတွေအကုန်ခေါ်သွားမှာပေါ့လေနော်ဒါပေမဲ့လို့ကျွန်တော်ကတော့ ဟိုနောက်တန်းမှာဆိုလို့ရှိရင်အပြောင်းလဲတွေဖြစ်လာဖို့ကျွန်တော်မျှော်လင့်နေတိုက်စစ်မှာချီတူတို့ဘာလို့ကိုကျွန်တော်ပွဲထွက်ခွင့်နေပြီးဖို့မျှော်လင့်နေဒါဟာချီတူအတွက်လုံးဝအခွင့်အရေးပါเนาะသူဘလောက်ပဲဟိုအဆင်မပြေသေးဘူးပဲဘာညာပဲပြောပြောအတင်းကတိုက်စစ်မှာဆိုလို့ရှိရင် Resmat White Line လောက်ပဲကျွန်တော်ရှိနေတဲ့အချိန်မှာသူ့ကိုလည်းကျွန်တော်ကပွဲစဉ်တွေကစက်တိုက်တုံးထားတာပြီးပါအောင်နဲ့ပွဲမှာလည်းမိနစ်90အပြည့်တုံးနေเนาะပြီးပါအောင်နဲ့ပွဲရတာအဲ့လောက်ဒီပြင်ပန်းလိုက်မှာမဟုတ်ဘူး ကြောင့်လေဆိုတော့တိုက်စစ်မှာကျွန်တော်တို့ကဒီတယောက်အသာစီးလေးရထားတယ်ဆိုတဲ့အခါကျတော့ကိုဘက်ကကြီးပဲဘောလုံးဖိထားတာတစ်ချိန်လုံးလိုက်လူနေရတာမျိုးမဟုတ်တော့ဖိုင်လန်အဲ့လောက်ကြီးတော့ပြင်ပန်းလိုက်မှာတော့မဟုတ်ဘူးမဲအဲ့မတိုင်ခင်ကလည်း brand phone နဲ့ပွဲမှာလည်း white line ကဒါပွဲချင်းပြီးကစားခဲ့ရတာမလားဆိုတော့ပွဲတွေကကျွန်တော်တို့ဆက်နေတာပေါ့နော်ဒီပွဲလေးကစားအောင်မယ်ပြလို့ရှိရင်ဟိုယူရိုပါလိမှာလည်းပွဲထွက်အောင်မယ်ဆို၄ပွဲဆက်ကြီးဖြစ်သွားမှာဆိုတော့ Rasmus 2ကိုအနားပေးရမယ့်အချိန်မျိုးမှာချီတို့တို့အတွက်အခွင့်အရေးပဲဆိုတော့ချီတို့ရဲ့နောက်မှာဆိုလို့ရှိရင် Fernandez ကိုအနားပေးဖို့လိုတယ် အန်နက်စ်ကိုအနားပြီးမယ်ဆိုလို့ရှိရင်ဟောကျွန်တော်တို့ဒီဘယ်လိုပြောမလဲမိန်းနူတို့ကျွန်တော်ရှိတယ်နော်ကာနာချူတို့ကျွန်တော်ရှိတယ်မေဆန်မောက်တို့ကျွန်တော်ရှိတယ်တုံးလိုက်လို့ကျွန်တော်ရတယ်ကာနာချူကိုအနားပြီးခြင်းနဲ့ဆိုရင်တော့မှနော်ကျွန်တော်တို့ဒါလည်းရှိမေဆန်မောက်တို့ကိုဘီမိန်းနူတို့ကိုကျွန်တော်တုံးလို့ရလို့အခြေအနေမျိုးပါမေဆန်မောက်လည်းပဲအခုဆိုလို့ရှိရင်တော့ပွဲထွက်လူစင်မှာပေးလို့ရနေပြီလို့ကျွန်တော်ထင်တယ်မီနီ90အပြည့်တုံးတာမတုံးတာတော့တကယ်တော့ဒါပေမဲ့ပွဲထွက်လူစင်မှာမေဆန်မောင်းတို့ကိုတုံးလို့ရနေပြီလို့ကျွန်တော်ထင်တယ်။ကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲ လုံးဝဒါကက်စမဲရိုတို့ကိုကျွန်တော်အနားပေးရမယ်။အူဂါတီကလည်းကျွန်တော်နေတဲ့ပွဲတိုင်းတော့ပွဲထွက်ခွင့်ကစားနေရတာပဲ။ဒုတိယပိုင်းကျမှသူ့ကိုအနားပေး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 ဒိုင်မိုလီတွေကျွန်တော်သွားနေတာ။ဒါပေမဲ့ကက်စမဲရိုကအများကြီးအရေးကြီးပြီးတော့ခြေစွမ်းတွေပူပြနေတဲ့အချိန်မျိုးမှာအူဂါတီကိုကျွန်တော်တို့အနားပေးသင့်တယ်လို့ကျွန်တော်ထင်နေပါတော့။အဲ sorry ပါလေကက်စမဲရိုကိုအနားပေးသင့်တယ်လို့ကျွန်တော်ထင်နေ။အူဂါတီကိုလည်းပဲပွဲထွက်လူစင်ပွဲထွက်ရင်တောင်မှအထူးသဖြင့် defensive midfielder မရှိတာပဲဒီလား။ပွဲထွက်လူစင်မှာနေရာပေးမယ်ဆိုရင်တောင်မှ ီဒုတိယပိုင်းမှာအနာပေးတိုင်းမျိုးတွေကျွန်တော်မြင်ရဖို့လိုတယ်ဆိုတော့အာမက်တီယာလူတို့ကိုကျွန်တော်မမြင်ချင်းဆုံးပဲဒီပွဲမှာအမှန်တိုင်းပြောရင်ဖွဲထွက်လူစင်းမှာအာမက်တီယာလူတို့ဘာတော့ကိုမမြင်ချင်းဆုံးပဲအရေးကြီးတဲ့ကျွန်တော်နေယူရိုပါလိဒုတိယကြောဒါအပြင်ကိုရီးယား3စီးနဲ့နိုင်နေပြီဆိုတော့ final ကိုကျွန်တော်မျှော်လင့်ထားလို့ရတယ်ဆိုတော့အရေးကြီးတဲ့ယူရိုပါလိဒုတိယကြောပြီးရင် final နှစ်ပွဲပဲကျွန်တော်ကျန်တော့တာဖလားတလုံးတော့ကနှစ်ပွဲပဲဗျာနှစ်ပွဲပဲနော်နှစ်ပွဲကိုမင်းအပြည့်ဝအယုံဆိုင်ကစားသန်းဟုတ်တယ်မလားနော်မင်းတို့မင်းတို့မှရှိသည်မြခွန်အားနဲ့အကုန်ပေးပြီးတော့မင်းချသန်းနှစ်ပွဲပဲ နှစ်ပွဲပဲတရာစီလုံးအတွက်ကျူးပန်းလာတာမင်းနှစ်ပွဲပဲဗျာဒီလားเนาะခကြီးအရှိကြီးရနေကျွန်တော်ဒီကြီးရောက်လာတာနှစ်ပွဲပဲဟုတ်တယ်မလားဆိုတော့အဲ့ဒီတွေ့ကျွန်တော်ချန်ထားအာမက်ဒီယာလိုလိုပါတော့ကိုဒီပွဲသုံးညင်သလားမင်းဒုတိယပိုင်း7မိနစ်9မိနစ်အဲ့လောက်ပဲသုံးဘာမှပြဿနာမရှိဘူးဟုတ်တယ်မလားကျွန်တော်တို့ဒါကြောင့်အာမက်တို့ဘာလို့လူစင်းနေပါသွားတယ်ဆိုပြီးမြထက်မသုံးဘူးကျွန်တော်လူတယ်ခေါင်းကြီးတို့ကိုလုံးဝအနာပေးထားရမယ်ဆိုတော့ဒီလစ်တို့ပါကောင်းပါလာနေနေပေါ့နော်ဆိုတော့လူရှိုးတို့ကိုကျွန်တော်သုံးလို့ရတယ် ပက်ထရစ်ဒူဂူရူအစားကျွန်တော်ဟယ်ရီအာမက်စ်တို့ပါလို့သုံးလို့ရတယ်ပါလို့လဲဆိုတော့ဒုတိယကြော့ဘီဘောင်းနဲ့ပွဲမှာအဲ experience ရှိတဲ့သူကစားမတွေပဲသူသုံးမှာမလားဆိုတော့ပက်ထရစ်ဒူဂူရူကပွဲကစားကွင်းကရလာအောင်မှာပဲဟယ်ရီအာမက်စ်တို့နဲ့ကျွန်တော်စာမယ်ဆိုလို့ရှိရင်ဒါကြောင့်ပေါ့နော်နီပြာဖြစ်တဲ့ Amodin အတွက်ကျွန်တော်ဒီပွဲကဒါအဲ့လောက်ကြီးကြီးအာယုံဆိုင်တဲ့နေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးဂျားထဲမှာနားရရှိတယ်ဆိုပေမဲ့ဒီပွဲနဲ့ရှစ်ပွဲဂျားထဲမှာနားရအများကြီးရှိမှသာဘူးကျွန်တော်တော့ဒီပွဲမှာလူစင်းအပြောင်းလဲအများကြီးကိုကျွန်တော်မျှော်လင့်ထားတယ် မေတိတ်ပြီးတော့လဲမျောလင်းချက်မရှိဘူးเนาะမျောလင်းချက်လည်းမထားခြင်းဘူးဟုတ်တယ်မလားเนาะကျွန်တော်တို့မျောလင်းတာဒီယူရိုပါလိပဲပထမအကြော့ကလည်းဟုတ်တယ်လို့ဖြစ်ထားတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အတွက်ယူရိုပါလိအချိန်ကြီးကောင်းနေတယ်ဆိုရင်ကိုဒီဘက်မှာကလည်းနည်းမေ့ရော့တယ်လို့ကျွန်တော်ဖြစ်လာပြီနိပြပြောလို့ပဲပေါ့เนาะဟိုအစင်တန်းပေါ်မှာအစင်ရက်တီမှုပေါ်မှာမူတည်ပြီးတော့ပရီးမီးယားလိမှာဝင်ငွေကတော့ကွာသွားမှာပေါ့လေဒါပေမဲ့လည်းလို့ကျွန်တော်တို့အတွက်အရေးကြီးတာဒီ Champions League ပဲ Champions League ဝင်ခွင့်ရရင်မင်းဝင်ငွေလိုက်လာလိမ့်မယ်ဆိုတော့ Champions League ဝင်ငွေရဖို့အရေးကြီးနေတဲ့အချိန်မျိုးမှာ ဘရန်ဖို့နဲ့ပွဲစဉ်ကလူစင်းအပြစ်ပွဲထုတ်တင်တယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်မျှော်လင့်တာဆိုလို့အ ਨੇ ဆုံးလူငယ်ကစားမ3ယောက်ကနေ4ယောက်ကြာတိကျွန်တော်မြင်ရဖို့ပဲတိုက်စစ်ကချီတိုပြီးလို့ရှင်ဟယ်ရီအာမက်နောက်တန်းမှာဆိုလို့ရှင်ကျွန်တော်ဒါအဲဒီဘယ်လိုပြောမလို့ဟေးအီဒင်ဟက်ဗင်းတို့ပြန်ပါမလားပေါ့ဒါမှမဟုတ်ဆိုလို့ရှင်ဟိုနေ့ကလူငယ်လေးဖရက်ဒရစ်ဆင်တို့ပြန်ပါမလားအ ਨੇ ဆုံးတော့လူငယ်ကစားမ3ယောက်ကနေ4ယောက်လောက်ထိတွေ့ရဖို့ကျွန်တော်မျှော်လင့်ပြီးတော့ကက်ဆမေရိုမကွိုင်းယာဘရူနိုဖနန်ဒက်စ်တို့ကိုလောကအနာပြဖို့သူသည်ဖန်ဒက်စ် အနန္တဆိုတော့လုံးဝအနာပြီးဖို့ကျွန်တော်မျှော်လင့်တယ်။နော်ကျွန်တော်ဖြစ်လာပါသေးလို့ကျွန်တော်ထင်ပါတယ်။ဆိုတော့ဒီနေ့ရဝက်ချလောင်းမှာကျွန်တော်ပြန်ပြီးတော့တွေးကြပါမယ်။ညီကလေးညီနေရောဒီနေ့ပွဲစဉ်မှာအတင်းရဲ့ရလနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိမျှော်လင့်ထားကြပါလဲ။ဆွေးနွေးကြပါဦး။ကြည့်ရှုပါပြီးတဲ့ညီကမြအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။